ကဲတာရုသမီးတို့ရေဒီတခါတာရုသမီးတို့နဲ့ဆရာတို့နဲ့ပြောစရာကောင်းတဲ့ matching လေးဆရာတို့လောက်လိုက်ကြအောင်ဆိုတော့ matching မှာတာရုသမီးတို့ဆရာကတစ်ဖက်မှာ alphabets လေးတွေပေးထားမယ် တစ်ဖက်မှာဇာကပုံလေးတွေကိုပေးထားမယ်ဆိုတော့ဒါတို့သမီးတို့ကဘာလုပ်ရမလဲဆိုတော့ဒီ alphabet ကြီးတွေရဲ့အတန်ထွက်ကလေးတွေဇာသင်ထားတယ်နော်ဆိုတော့ဒီအတန်ထွက်ကလေးတွေကိုဒါတို့သမီးတို့ကခေါင်းထဲမှာရှိရမယ်ဆိုတော့ဒီအတန်ထွက်ကလေးတွေနဲ့ဟိုဘက်မှာပေးထားတဲ့ပုံလေးတွေနဲ့ဘာလေးများတူမလဲအဲ့ဒါလေးကိုဇာတို့နဲ့ဒါတို့သမီးတို့အတူတူ match လေးတွေလုပ်လိုက်ကြအောင်ကဲဒါဆိုပထမဆုံးတစ်လုံးဟောကဲဘာလေးဖြစ်မလဲအတန်ထွက်ကလေးဇာသင်ထားတယ်နော်ဘာ ကဲဒါဆိုဟိုဘက်မှာရှာပုံထဲမှာအေးဆိုတော့အဲ့ဒါနဲ့လိုက်တဲ့ပုံပါရှိလေဟုတ်တာဗောတော်လိုက်တာဗာလဲဘဘောကဲဒါဆိုတားတို့တို့ match လေးတွဲလိုက်ပါတော်လိုက်တာကဲဒါဆိုဆရာတို့နောက်တစ်လုံးထပ်ကြည့်မယ်အိုးဒီတစ်လုံးဆရာသင်ထားတယ်နော်ဒီတစ်လုံးလေတားတို့တို့အတန်လေးထွက်ကြည့်ပါဦးဘာအတန်ဖြစ်မလဲဒကဲအဲ့ဆိုရင်ဟိုဘက်မှာပုံထဲမှာအဲ့ဒီအတန်နဲ့လိုက်တဲ့ပုံတေချာရှာနော်တားတို့တို့ Yes ဟုတ်တာဗော Duck Dog Very good ကြည့်ဒါဆိုရင် match လေးတွဲလိုက်ပါဟုတ်ပြီကြည့်ဒါဆိုဆရာတော်နောက်ထပ်တစ်လုံးထပ်တည်မယ်ဟောဒီတစ်ခါကျတော့ G ကြည့်ဒါဆိုဘက်မှာပါပြင်မလဲဟုတ်တာဗော G guitar very good ကြည့်ဒါဆိုရင် match လေးတွဲလိုက်ပါဟိုဘက် guitar လေးကို ဟုတ်ပါပြီ။ကဲဒါဆိုရင်ဆရာတော်နောက်ထပ်တစ်လုံးနောက်ထပ်တစ်လုံးထပ်ကြည့်မယ်။ဟောဒီတစ်ခါကျတော့ဘာဖြစ်မလဲ။ဟော तू आ ဂျက်။ကဲဂျက်ဆိုရင်ဟိုဘက်မှာဘာလေးနဲ့တူမလဲ။တခြားကြည့်နော်ဒါကမျိုးတခြားရှာနော်။ဟုတ်တာဗော။ဂျက်။ jet very good ဆရာတော်ဟိုဘက်မှာ jet လေးရင် ပြန်လေ။ဆရာတော်အရမ်းမြန်တယ်ဟုတ်တယ်မလား။ဆိုတော့ jet jet ကဲ match လေးတွဲလိုက်ပါ။ဟိုဘက်က jet လေးရင်ပြန်လေ။ဟာတွဲလိုက်တာဒါကမျိုးကဲဒါဆိုရင်ဆရာတော် နော်နောက်ထပ်တလုံးထပ်ပြီးကြည့်မယ်ဒီကကြတော့ဟောဒီတန်ထွက်ကလေးဒါတို့သမီးတို့မှတ်မိကြလားကဲထွက်ကြည့်ထွက်ကြည့်ဆရာနဲ့အတူတူလိုက်ပြီးတော့ဟုတ်တယ်နော်ဝတ်ကဲဒါဆိုဝတ်ဆိုရင်ဟိုဘက်မှာဗာလိနဲ့များနော်တူမလဲပုံလေးကိုရှာနော်တေးသေးချာဟုတ်တယ်တော်လိုက်တာဝတ် watch ဆရာတို့ watch ဆိုတာဗာလဲဒီမှာဆရာပတ်ထားတာလက်ပတ်နိုင်ဟုတ်ပြီနော်ဒါဆိုရင် watch watch ကဲဒါဆို matching လေးတွဲလိုက်ပါဒါတော့ဒီလိုဟာဟာတော်လိုက်တာကဲဟောဒီကနောက်ဆုံးတစ်လုံးပဲကြံထုံးရကြဟုတ်ဆိုနောက်ဆုံးတစ်လုံးရဲ့အတန်ဒရက်ကလေးဘာလို့များဖြစ်မလဲကြိုးစားပြီးတော့တရားသမီးကိုထွက်ကြည့်ပါယက်ဟုတ်တယ်စရုံးဘက်မှာဘာပုံလေးနဲ့တွဲမလဲယက်ယိုယို very good ကဲဒါဆိုရင်ဟိုဘက်မှာခြေယိုယိုလေးကိုတရားသမီးတို့ကမက်ချ်လေးတွေထွက်လိုက်ပါ ဟာသားတို့သမီးတို့ကဒါအတော်တယ်နော်ကြည်ပါအောင်အကုန်လုံးမှန်တယ်ဆရာတင်ထားတာတွေလည်းမှတ်မိတယ်ကဲဒါဆိုရင်ဒီတစ်ခါ matching လေးရာနော်ဆရာတို့ဒါ alphabet လေးတွေအတန်အတွက်ကလေးတွေလည်းသားတို့သမီးတို့ကမှတ်မိသွားတယ်နော်ဟိုကမှရှိရပုံလေးကိုလည်းသားတို့သမီးတို့ကတွဲနိုင်တယ်ဆိုတော့သားတို့သမီးတို့ဒါအားကိုတော်ကြပါတယ်